ိမ်နဲ့ဝင်နေတဲ့အင်လွမ်းစာပရိသတ်လေးတွေရေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွမ်းစာစီစဉ်လေးမှာတော့ကြက်သားကိုရွှေပြုံသေးလေးနဲ့ချက်ပါမယ်နော်ပြီးရင်တော့ကြက်သားစင်ကိုလေးတုတ်ပြီးတော့မှတို့စရာအဆုံလေးနဲ့ဓမြစားကြမယ်နော်ကြက်သားရင်းနဲ့ကြက်သားစင်ကိုလေးကိုထည့်ရမယ့်အပောင်ပစ္စည်းလေးတွေကိုအသင့်ပြင်ထားပါတယ်ရှင်အရင်ဦးဆုံးရွှေပြုံသေးလေးကိုအခွန်ခွာပေးပါမယ်ပြီးလို့ရှိရင်တော့အတုံးလေးတွေတုံးပြီးတော့ရေးစေးပါမယ်နော် ရေစေးထားတဲ့ရွှေပြုံသီးကိုစားအရသာမုံနေနေပြီးတော့နှက်ထားလိုက်ပါမယ်ရှင်။အင်းချက်ဖို့အတွက်ကရေစေးတန်းစင်ထားတဲ့ကြက်သားကိုအမီတော်လေးတွေတုံးပါမယ်နော်။ပြီးရင်တော့ကြက်သားစင်ကောတုံးမယ်ကြက်သားကိုလည်းအယုံလေးတွေဖဲပြီးတော့အသားလေးနှင်ပါမယ်ပြီးရင်တော့ပပလေးလီးပြီးတော့နုံနုံလေးဆင်းလိုက်ပါမယ်ရှင် ချက်မဲ့ကြက်သားလေးကိုကစာအရသာမုံနဲ့ဆမင်းမုံလေးထည့်ပြီးတော့အရသာဝင်အောင်လို့နေပြီးတော့နှစ်ထားလိုက်ပါမယ်နော်နုံနုံလေးစင်ထားတဲ့ကြက်သားလေးကိုလည်းစားထည့်ပြီးတော့လေစာဝင်အောင်နေပြီးတော့နှစ်ထားပြပါမယ်နော်ကြက်သားတွေနှစ်ထားတော့မှာဇပလင်ကိုပပလေးလှီပါတယ်ပြီးရင်တော့ကြက်တုံလေးကိုလည်းပပလှီပါမယ်ရှင်ကျသားစင်ကိုလေးထည့်တော့မယ်ဇပလင်ငရုတ်သေးနဲ့ကျက်တုံပြူကိုတော့ထောင်းထားပါမယ် အားလုံးမျက်ပြီဆိုလို့ရှိရင်တော့ဟင်းနှစ်အတွက်ကိုကငရုတ်တီထောင်းပါမယ်ငရုတ်တီမျက်ပြီဆိုတော့မှစက်တုံဖြူနဲ့ချင်းထည့်ပါမယ်နောက်ဆုံးမှာစက်တုံနေလေးထည့်ပြီးတော့ညက်တဲ့ထည့်ကိုထောင်းပြပါမယ်ရှင်ထောင်းထားတဲ့ဟင်းအနှစ်ကလည်းရပြီဆိုတော့လေရင်စားချက်ပါမယ်နော် ထောင်းသားရဟင်းအနစ်နဲ့ဆနွေးမုံလေးအနည်းငယ်ထည့်ပြီးတော့မှစီတက်ပါမယ်။ကျစ်တုံလေးမှုေးလာပြီဆိုတော့ကမှဒီစိမ်းသားငပိလေးအနည်းငယ်ထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ကဲငပိလေးရလေးမှုေးလာပြီဆိုရင်တော့အရသာနဲ့နှက်ထားတဲ့ကျစ်သားထည့်ပြီးတော့လုံးနေအောင်လို့အရင်ချက်ပါမယ်။ လုံးလာပြီဆိုတော့မှရေလေးနှင်းငယ်ထည့်ပြီးတော့ချက်ထားလိုက်ပါမယ်ရှင်။စားနေနဲ့ထားတဲ့ကြက်သားလေးကိုလေရှာလကရေထည့်ပြီးတော့နေထားလိုက်ပါမယ်နော်။ရှာလကရေလေးထည့်လိုက်တော့ကြက်သားလေးကဖြူလာပါတယ်ရှင်။ရှာလကရေနဲ့နေပြီးရင်တော့ကြက်သားကြက်သေးထီကိုစိန်ထားလိုက်ပါမယ်နော်။ပြီးရင်တော့တို့စီရအရွက်လေးတွေလိုက်ခူပါမယ်။ အလုံးခုပြီးရင်တော့ရေစေးပြီးတော့ပြင်ထားလိုက်ပါမယ်နော်ချက်ထားတဲ့ကြက်သားကဒီလောက်ဆိုလို့ရှိရင်တော့ကြက်ပါပြီရှင်ဒါဆိုရင်အရသာနဲ့နှက်ထားတဲ့ချွေပြုံသီးလေးထည့်ပါမယ်ရေလေးအနည်းငယ်ထည့်ပေးပြီးတော့ချွေပြုံသီးမျိုးရည်ထည့်ကိုချက်ထားလိုက်ပါမယ်နော်ဒီနေ့အရေးတောက်လေးကိုတော့ကြက်အယိုးလေးတွေကိုလေးစပြုံလေးပြုတ်ထားရေပေါ့နော် ချက်ထားတဲ့စစ်တိုင်းလေးကတော့မွေးနေရပါရှင်။ရွှေပြုံသီးလေးနူးလာပြီဆိုရင်တော့အချိန်နေနဲ့ကမယမ်းပြလေးခတ်လိုက်ပါမယ်နော်။အရသာမြည်ကြည့်ပြီးလို့ရှင်တော့လိုအပ်တာတွေထည့်ထည့်လို့ရပါတယ်။စစ်တိုင်းလေးချက်ပြီဆိုတော့နောက်ဆုံးမှာနနပင်လေးအုပ်ပြီးတော့မီးအေးလေးနဲ့ထားလိုက်မယ်နော်။အချင်းနဲ့စိန်ထားတဲ့စတားကဒီလိုဖြူပြီးတော့တောင်းတောင်လေးဖြစ်ပြီးဆိုလို့ရှင်လေအသားကကျက်ပြီပေါ့နော်။ဒါဆိုရင်အချင်းရည်တွေထွက်အောင်လို့ရေဆုပ်လိုက်ပါမယ်။ ပြီးရင်တော့လှိထားတဲ့ကျစ်တုံနေထဲမှာထောင်းထားတဲ့ကျစ်တုံဖြူငရုတ်တီစပန်လင်းထဲပါမယ်။အရသာလေးပိုကောင်းလို့ဟင်းခတ်မုန်လေးထည့်ပေးပါမယ်။ပြီးရင်တော့တမယာရည်ညှစ်ထည့်ပြီးတော့အရသာရည်နဲ့တမတော်လို့နေလိုက်ပါမယ်ရှင်။နေရင်နဲ့မှာစစ်တာစင်ကိုအနက်လေးကဝင်နေရပါပဲရှင်။ဂရင်းပြက်နေတဲ့သူတွေအတွက်ကတော့ဒီစစ်တာစင်ကိုလေးကလေတော်တော်လေးမှာတမင်းမင်စီပါရဲ့ရှင်။ အရသာရပြီဆိုတော့အပေါ်ကထောင်ထားတဲ့ငရုတ်ကောင်းမုန်လေးထည့်ပါမယ်။ပြီးရင်တော့ပပသေးထားတဲ့ရှောက်ရွက်လေးဖြူလိုက်ပါမယ်နော်။ကဲအားလုံးချက်ပြီဆိုတော့လေထမင်းစားလို့ရအောင်လို့ပြင်လိုက်ပါမယ်နော်။ပူပူမွေ့မွေ့စက်သားဟင်းလေးခတ်ပါမယ်။ဒီနေ့ထမင်းဝိုင်းလေးမှာတော့ချစ်စွပြုတ်လေးရဲ့ချွေပြုံသီးစက်သားဟင်းလေးရဲ့ချင်းချင်းဆက်ဆက်နဲ့တုတ်ထားတဲ့စက်သားစင်ကောလေးရဲ့တို့စရာစုံလေးနဲ့ထမင်းစားကြပါအောင်ရှင် ကြက်သားစင်းကောကစားလိုက်လို့ရှိရင်ချစ်ချင်းဆက်ဆက်လေးဆိုတော့လေတော်တော်လေးပုံမှာထမင်းမိန်တာပါရှင်တီယိုရွက်နူလေးနဲ့ကလေဘယ်စင်းကောနဲ့မဆိုးလိုက်တာပေါ့နော်ရှောက်ရွက်နူလေးနဲ့လည်းတမျိုးလေးစားလို့ကောင်းတယ်လို့မြေတရက်ကင်းလေးနဲ့ကလည်းတမျိုးလေးစားလို့ကောင်းပါရဲ့ရှင်ပူပူမွေးမွေးရွှေပြုံသည်ကြက်တိုင်းလေးကလည်းစားလိုက်လို့ရှိရင် ရွှေပြုံသည်လည်းနူးဤပြီးတော့မှအရသာလေးကတော့ချုံနေရပါပဲရှင်။ ရွှေပြုံသည့်စစ်သားဟင်းလေးရဲ့စစ်သားစင်ကောလေးနဲ့တူစရာလေးချစ်ပြီးတော့ငငယ်ရအိမ်မှာစားခဲ့ရတဲ့ထမင်းဝိုင်းလေးကိုအလွမ်းပြေးကြမယ်လို့မျှော်လင့်ပါတယ်။အိမ်နေဝေးနေတဲ့အိမ်လာစာပိတ်သက်လေးအားလုံးလည်းအမြန်ဆုံးအိမ်ပြန်နိုင်ပြီးတော့မိသားစုထမင်းလက်ဆောင်စားနိုင်ကြပါစေလို့အိမ်လာစာဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါရရှင်။